မင်္ဂလာရှိသောညချမ်းလေးပါရှင် Midnight Whispers Channel ကနေပြီးတော့ကြိုးစုပါတယ်ဒီညမှာတော့အစာရေးစရာစောင်းလူလည်ရေးသားထားတဲ့ခေါ်စာဆိုတဲ့ပရာလောကဇလန်တပုတ်ကိုတင်ဆက်ပေးကြပါတယ်နားဆင်ခံစားကြပါအောင်နော် ကိုမြင့်စောကကျွန်တော်ကိုစကားလေးအေးဆေးဆေးပြောခြင်းသည်ပြုလဲပြုစုခြင်းသည်ဆိုကသူ့အိမ်ကိုလာဖို့ဖိတ်ကြားထားသောကြောင့်ကိုမြင့်စောအိမ်ကိုရောက်လာခဲ့ခြင်းဖြစ်ပါသည်သူ့အိမ်ကိုရောက်တော့ကိုမြင့်စောကမရှိဘူးအိမ်ကိုတော့ကျွန်တော်ကိုဖိတ်ထားတယ်ဆိုတာမှားသွားသည်သူ့အိမ်ကလူတွေကကျွန်တော်ကိုဖော်ဖော်ယူယူကြိုးစားပါသည်လာဆရာလာဆရာလာလိမ့်မယ်လို့မောင်မြင့်စောကကျမတို့ကိုမှားသွားပါတယ်သူလဲကိစ္စလေးပေါ်လာလို့ထွက်သွားတာပါဆရာမကြပါဘူးပြန်လာပါလိမ့်မယ် ကိုမြင့်စွာရောက်ခမကြီးကကျွန်တော်ကိုကြိုဆိုရင်းဧကန်းတွင်နေရာထိုင်ခင်းပေးသည်ဧကန်းဆိုတော့လေဖျားခဲနဲ့ဧကန်းတွေ့ထားသောအေဤအရှိဆုံးဘက်အခန်းလေးသာဖြစ်ပါသည်ကျွန်တော်ဝင်သွားတော့သူတို့မိသားစု TV ကြည့်နေကြသည် TV ကဖျားစင်အောင်မှာသူတို့ကကျမ်းပြပေါ်မှာထိုင်၍ဖျားကံပဲလက်က TV ကြည့်နေသည်ကျွန်တော်ကိုခြေရင်းဘက်မှာချထားသောတလုံးသေးသောခုံပေါ်မှာထိုင်စီပါသည်ခုံကလည်း TV ရှိသည့်ဖျားစင်ဘက်ကိုပဲမျက်နှာပြုထား၏ ။မောင်မြင့်စော်ဆရာရောက်လာပြီဟဲ့ကြီးကြီးဟောဒီမှာကိုမြင့်စော်ရောက်ခမကြီးက TV ထိုင်ကြည့်နေတော့သူ့သမီးကိုပြောလိုက်ပြီ TV ရှိမှမိမနှစ်ယောက်တယောက်ကကလေးကိုရင်ဝင်ပိုက်ရင်နှုတ်တိုင်နေသည်ထို့တယောက်ဒီပဲကိုမြင့်စော်မိမကြီးကြီးဖြစ်ပါလိမ့်မည်။အော်ဆရာရောက်လာပြီလားထိုင်ပါဆရာထိုင်ပါကိုမြင့်စော်မကြပါဘူးအရရောအမီရောတခါလေးဝင်လာခဲ့မယ်တဲ့ဟဲ့အကြီးဆရာတို့လက်ဖက်တုပ်ပါဟဲ့ ကလေးနှုတ်တိုင်နေသောជីជីကသူညမအကြီးဆိုသူကိုပြောလိုက်ခြင်းဖြစ်သည်အကြီးကတီဗီရှိမှထားလိုက်၏ထားလိုက်မှအကြီးမှာခြေထောက်တစ်ဖက်မတန်းသူဖြစ်မှန်းသိလိုက်ရသည်ညာဘက်ခြေထောက်သိမ့်နေက မတက်ရက်လိုက်သည်တွေတစောင်းဖြစ်နေသည်အကြီးကဆောင်းငန်းဆောင်းငန်းနဲ့အိမ်တွင်းဘက်ထဲသို့ဝင်သွား၏အဖွားကြီးက ကျွန်တော်ကလထိုင်ဘက်သူလက်ထိုင်က TV ကိုကြောပေးရင်းနဲ့ကျွန်တော်ကိုအခန့်စကားပြောနေသည်ကြည်ကြည်ကတော့ TV ကိုစိတ်မပြတ်သေးပုံနဲ့ကျွန်တော်ဘက်ကဆန်းဆောင်လက်ထိုင်လိုက်က TV ကိုတလှည့်ကျွန်တော်နဲ့သူ့မိစကားပြောနေပုံကိုတလှည့်ကြည့်ရင်ခေါင်းမှာဟိုဘက်လှိုက်လိုက်ဒီဘက်လှိုက်လိုက်ဖြစ်နေ၏ကျမကဒီသမီးနှစ်ယောက်ပဲရှိတာလေကြည်ကြည်ကမောင်မြင့်စုံနဲ့အိမ်အောင်ကြတယ်အငယ်မကတော့အိမ်အောင်မကြသေးဘူးအပြုတ်ပါပဲอืมအငယ်မအကြီးအိမ်အောင်ကြဖို့တော့တော်တော်ခဲရင်မီဟုကျွန်တော်တွေးမိသည် ခမရမှာခြေတစ်ဖက်ဆာနေတဲ့အပြင်တွားကလည်းခေါ်နေသေးသည်မဟုတ်ပါလားသူတို့အဖေတီကလေးကကျမမှာလှုပ်ကျွေးလာလိုက်တာជីជីမောင်မြင့်စုံနဲ့အိမ်အောင်ကြတော့မအသက်ရှူချောင်းတော့တယ်ဒါတော့လုံးလုံးနားရတယ်တော့မဟုတ်သေးပါဘူးဆရာရဲ့